ဘုံလိုလက်ရှိမြန်မာနိုင်ငံမှာ number 1ဖြစ်နေတဲ့ရေတပ်တမျိုးဖြစ်ပါတယ်။ဟောအရှိတောင်အာရှမှာရောကမ္ဘာမှာရောအကောင်းဆုံးရေလို့သတ်မှတ်ထားတဲ့ PVN ရေ mineral water ဖြစ်ပါတယ်။ဒါလေးက330 BC ပါပါတယ်။မြန်မာနိုင်ငံမှာရွှေတောင်ကြားမှာရောက်ခဲ့လို့ပြောပါတယ်။ဒီ330လေးကို1000ခန့်ထောင်ပေးရပါတယ်။ဒါကဘာကြောင့်လဲ mineral water အခုချပါနဲ့တင်ရေဒီယာမတူညီတော့မိစေတတိထားပြီလားဒါလေးရတော့မဟုတ်လို့စတီမတ်မှာအများဆုံးတွေ့ရတဲ့ pH balancer လို့ခေါ်တဲ့ alkaline water ဖြစ်ပါတယ်နော်ဒါဆိုရင်မဟုတ်အခုမိစေတို့စမ်းသပ်ပြမှာ၃မျိုး၄မျိုး၅မျိုးဒါလေးနဲ့ဖြစ်ပါတယ်နောက်တစ်ခုကကြတော့ထည့်ပြီးစမ်းသပ်ပြမယ်ပြောရင်မိစေတို့အိမ်ကရေဖြစ်ပါတယ် ိစေတို့အိမ်မှာသုံးနေတဲ့ရှင်မိစေတို့ဒီထဲမှာထည့်ပြီးတော့ဆန်သက်လို့ရတယ်လက်ရှိမမုံကတော့ဒီပွဲမှာဆိုတော့ဒီခမ်းမမှာအသုံးပြုနေတဲ့သုံးနေတဲ့ရှင်နဲ့မမုံဆန်သက်ပြပါမယ်အဆင်ပြေပါသလားပြေပါတယ်ဒါဆိုရင်မမုံကိုကျေးဇူးပြုပြီးတော့ဒီခမ်းမမှာသုံးနေတဲ့သုံးရည်လေးတစ်ချက်လောက်တို့ဆန်သက်ပြမယ်ဘယ်ရည်ရတော့ပိုကောင်းတယ်ဘယ်ရည်ရတော့မကောင်းဘူးဆိုတဲ့ရည်ရွယ်ချက်မရှိပါဘူးဒီရရတော့ပူကောင်းမယ်ဒီရရတော့ပူကောင်းမယ်ဒီရရတော့ပူကောင်းမယ်ဒီလိုမျို ဆန်ကလည်းမဖို့စံသက်ပြလာမဟုတ်ပါဘူး။ဘယ်ရီဟာကျမ်းမာရေးအတွက်ပုံတင့်တယ်တော့ပုံတင့်တော်တယ်လဲဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီစံသက်မှုကိုမဖို့လုပ်ပြလာဖြစ်ပါလေ။အေကာမက်ရေကိုစံသက်ပြမယ်ပက်စတာလေးဖြစ်ပါလေ။ဒီနေ့မမို့လို့အထူး promotion ရေးတဲ့ကြော်ညာပေးတဲ့အေကာမက်ဆက်ဖြစ်ပါလိမ့်နော်ဒါလေးကတော့မမို့လို့ဒီထဲမှာပါနေတဲ့ fitter ၃လုံးထဲမှာ နံပါတ်1ကိုကိုးစားပြုတဲ့ tester လေးဖြစ်ပါတယ်။เนาะဒါလေးကတော့မမို့ဒီကနေ့စမ်းသပ်ပြမှာဖြစ်ပါတယ်။အဲ့တော့စမ်းသပ်ပြတော့မယ်ဆိုတဲ့အချိန်ကျရင်ဒီရေလေးကိုဒါဟာမိတ်ဆွေတို့အိမ်မှာအသုံးပြုနေတဲ့သုံးရေပါ။ဒီလိုပဲမမို့ကျေးဇူးပြုပြီးမြင်ပေးပါเนาะ။ဂျာလေးကိုမမို့တို့ဒီရက်ဆက်ကလေးကိုဆက်ကလေးတဲကိုတခါတည်းမမို့တို့လောင်းထဲလိုက်ပါမယ်။ ဘလို့ရေမျိုးတွေကိုဒီဟာလေးနဲ့မဟုတ်ဘူးအသုံးပြုလို့ရမှာလေဒီချာလေးဖတ်ထားပေးပါမိစေတို့အိမ်မှာရှိနေတဲ့ရေကိုမဟုတ်ဘူးဒီဆက်နဲ့မဆန်းတက်ခင်မှာရေကိုမဟုတ်ဘူးအရင်ကြည့်ပါမယ်ရေဟာတအားနောက်နေသလားရေကိုအရင်ဆုံးနမ်းကြည့်ပါမယ်ရေဟာအနက်နေတအားပြင်းနေသလား အဲ့ဒီမှာမှပြီးရေဒီ origin နဲ့သူ့ရဲ့ pp ဘယ်လောက်ရှိလဲဆိုတာမမို့လို့သိချင်တယ်ဆိုရင်ဒီထဲမှာအိတ်ကလေးထဲမှာတခါတယ်စမ်းတက်တဲ့ pp တိုင်းနဲ့ဆက်ကလေးပါပါတယ်ဒါဟာမမို့လို့ဘာလို့တိုင်းတာလဲလို့ပြောရင်ဒီရေဒီဒီအကမဆက်နဲ့အသုံးပြုဖို့အတွက်တင့်တော်လေးရှိချစ်သလားမဖြစ်သလားဆိုတာကိုမမုံလို့စမ်းသက်တဲ့ဆက်ကလေးဖြစ်ပါတယ်အဲ့တော့မမုံလို့ဒါလေးကိုစမ်းသက်ကြည့်လိုက်တဲ့အချိန်မှာ စောင်းပြီးတော့မဟုတ်ဘူးလို့ပွေပြီးတော့စမ်းတက်လိုက်မယ်ငါးချိန်လုံးပုံပြီးပွေတယ်လို့လေးပွေလိုက်မယ်စောင်းပြီးတော့အဲ့လိုပွေကြည့်လိုက်လို့190နဲ့190အောက်ဖြစ်နေတယ်ဆိုရင်ဒီထဲမှာပေါ်လာခဲ့တဲ့ဟာလေးကိုကြည့်လိုက်လို့190နဲ့190အောက်ဖြစ်နေတယ်ဆိုရင်အဲ့ဒီမိတ်ဆွေတို့အိမ်ကရှိဘူးဒီဆက်လေးနဲ့ဒက် join လို့ရပါတယ်နားလဲပါသလားမိတ်ဆွေတို့ ဲ့ဥစ္စာက350အောက်ထိဖြစ်နေတယ်ဆိုရင်လည်းပဲတခြားသောအဲ့ဒီရေနဲ့ဒီဆက်နဲ့ကိုတွေ့လို့ရအောင်ဒီလမ်းကြီးမမှုပြီးသွားရင်ထပ်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ဒီဒီမိတ်ဆွေတို့အဆင်ပြေပါသလားပြေပါတယ်ကျေးဇူးတင်ပါတယ်ရှင်ဒါဆိုရင်တော့ဒီပိုးတည်ရမယ်အဲပိုးတက်ပြီးတော့တန့်တန့်ရှင်းရမယ်နံပါတ်1ကတော့မဟုတ်လို့အေကာလိုင်းဖြစ်ရမယ် နံပါတ်3ကတော့ mineral ပါရမယ်နံပါတ်4ကတော့ molecule ရမယ်ဆိုတဲ့အချက်၄ချက်အဲ့ဒီချက်၄ချက်မှာဒီကနေ့မမွန်ဒီရှိမှာ၃ချက်ကိုလက်တွေ့ဆန်းသပ်ပြမှာဖြစ်ပါတယ်နံပါတ်1ကတော့မမွန် air line ဖြစ်မဖြစ်ကိုအရင်ဆုံးဆန်းသပ်ပြမှာဖြစ်ပါတယ်အဲ့တော့မမွန်ရဲ့အရှိမရှိနေတာကတော့ဒါကတော့နံပါတ်1အချူရည်ဖြစ်ပါတယ်လက်ထဲမှာကင်ထားတဲ့အချူရည်ကပြင်ပမှာရှိနေတဲ့ Coca-Cola, Orange, ဘာညာအကုန်လုံးကိုကိုစားပြပါတယ်။ဒါလေးကိုမမွန်အနေငယ်ထည့်လိုက်ပါမယ်။ အင်ပူလေးတရွက်လောက်ကြီးစုပြီးပြီးတော့ဒါတော့ရင်းဒီအကလိုင်းဖြစ်မဖြစ်ကိုစမ်းသပ်ပြတဲ့ဆေးရည်ဖြစ်ပါတယ်ဒါလေးကမမုံတို့ယူရီးယားကနေပြီးတော့မှဒါအသုံးပြုတဲ့ဆေးရည်အစစ်ဖြစ်ပါတယ်ဒါကိုမမုံအရှိမရှိနေတဲ့အချိုရည်ပူးတဲ့ကိုမမုံနှစ်ဆက်ထည့်ပါလို့ရှင်အဲ့လိုမျိုးထည့်ပြီးတော့စမ်းသပ်ကြည့်လိုက်တဲ့အချိန်မှာရည်ကြီးအနေနဲ့ဝါနေပါတယ် ဒါပါလဲပြောရင်အဆစ်ဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့စဉ်းစားကြည့်ကိုယ့်ရဲ့ခန္ဓာကိုယ်ကျမ်းပါတယ်မကျမ်းပါဘူးဆိုတော့မမုံတို့မသိနိုင်အဲ့ဒီချိန်မှာဒီလိုမျိုးခန္ဓာကိုယ်အဆစ်ဖြစ်စေတဲ့အရာတွေမမုံတို့နေ့စဉ်တောက်သုံးနေမယ်ဆိုခန္ဓာကိုယ်ကပိုကျမ်းပါလားပါလားဒါမှမဟုတ်မကျမ်းပါလားဘူးလားမစ်စတို့အများကြီးစဉ်းစားသင့်ပါလားဒါဆိုရင်ဒီလိုမျိုးအချွေရမျိုးကိုကိုသားသမီးတွေကိုရဲ့မိသားစုတွေမှာတောင်းတုံးတိပေးပတောက်တုံးတိပေးတောက်တုံးတိဆိုတာမစ်စတို့ဒီနေ့အဖြေတစ်ခုတော့ကောင်းတဲ့မှာအတွေ့အကြုံရောက်သွားမှာဖြစ်ပါတယ် ဒါကြီးတော့ဆက်သက်ပြပါမယ်။ဘမုံတို့ထင်နေတဲ့ရေတွေအတူတူပဲလို့ထင်နေတဲ့ရေတွေဒါလေးကဈေးဘော်ထဲမှာရှိနေတဲ့ရေတန်းတစ်မျိုးဖြစ်ပါတယ်။ဒါလည်းပဲကြည့်လိုက်တာ natural ဖြစ်တဲ့ pH 7ဖြစ်တဲ့အစိမ်းရောင်အဆီရောက်မလာဘူးဟုတ်ပါသလား။အဲ့တော့မမုံတို့ဘာလဲရေကအတူတူပဲတောက်မှာပဲဒါပေမဲ့တကယ်တမ်းအခုစမ်းသပ်ကြည့်လိုက်တော့မတူတော့ဘူး။ဒါဆိုရင်စဉ်းစားကြည့် ကိုနေ့စဉ်စားသုံးနေတဲ့အစားအစာလည်းအဆစ်ကိုတောက်နေတဲ့ရည်ကလည်းအဆစ်ဆိုရင်တော့အဆစ်ပြီးရင်အဆစ်ခန္ဓာကိုယ်ကမဖြစ်နေဘူးလားဒါမျိုးသာမိစေလို့နေ့စဉ်တောက်သုံးနေမယ်ဆိုရင်ခန္ဓာကိုယ်ဒီနှုံးတစ်ထက်နှုံးလာမယ်လေးတစ်ထက်လေးလာမယ်ပိုလန်းလာလို့ဆိုတာမရှိနိုင်တော့ရေတန်းတစ်မျိုးဖြစ်ပါတယ်အမောနှစ်ဆက်ပဲထည့်ပါလေအပေါင်းလုံးအတူတူဒါရောဝါနေတယ်လို့မထင်ဘူးလားမိစေဖြစ်နေနောက်တစ်ချက်ကတော့ဒါမြန်မာနိုင်ငံရဲ့ နံပါတ်1ရေလို့ပြောတဲ့အကောင်းဆုံးရေပေါ့ရေတန်းတွေထဲမှာမြန်မာနိုင်ငံရဲ့နံပါတ်1ရေခဏတုန်းကဟာထက်တော့ပို့ပြီးတော့ကောင်းလာတယ်လို့မကြည့်ဘူးလားနံပါတ်1ဆိုတာဘယ်တော့မှအလကားမရဘူးထိုက်တဲ့အရေးသွေးတစ်ခုတော့သူ့စီမှာရှိကိုရှိရတယ်ဒါက natural နော်ဒါဆိုရင်ဒါက mineral water ကဘာမှာအကောင်းဆုံးရေလို့မမို့လို့ခဏခဏပြောတယ်ဒီလောက်ဘူးလေးကိုတပေါင်းချော်ပေးရတယ် ော်အဲ့တော့ mineral water မပုံလို့တောက်မယ် mineral water ကိုဘလို့လူမျိုးတွေတောက်တုံတာလဲမကျမ်းပါတဲ့လူတွေတောက်တာဖြစ်ပါလေမကျမ်းပါတဲ့သူတွေအများဆုံးတောက်တယ်ကျမ်းပါခြင်းတွေဆိုရင်မပုံလို့ mineral water ကိုတောက်အဲ့တော့ဒါလေးကိုမမွန်နှစ်ဆက်ထပ်ပြီးတော့စမ်းသပ်ပြပါမယ်ပို့ပြီးတော့မကောင်းတာဘူးလားကောင်းတာပါတယ်မိတ်ဆွေနောက်တစ်ခုကကြတော့မမုံတို့ဈေးွက်ထဲမှာရောင်းနေတဲ့ pH balancer လို့ခေါ်တဲ့ alkaline water ဖြစ်ပါတယ် ိုးအစင်ပြေလားမေဆူနောက်ဆုံးအေကာမတ်ဆက်ကိုဖြတ်ထားတဲ့ mineral and alkaline water လေးကိုမမွန်ဆက်သက်ပြမှာဖြစ်ပါတယ်။ဒါကြောင့်မလို့မိရှင်တို့ပါပြောချင်တယ်လို့ပြောတယ် ်အကောင်းဆုံးဆိုတာတွေရှင်လိုက်တဲ့အချိန်မှာရွေးချယ်ရမယ်ဆိုပြီးစတူဘာကိုရွေးမလဲဒါဆိုရင်တော့မမို့လို့ရယ်မိစေတို့အိမ်မှာရှိတဲ့သုံးရီပေါ့နော်သုံးရီဆက်ဖြတ်ပြီးသွားတဲ့အချိန်မှာဒါအေကာလိုင်းဖြစ်တယ်ဆိုတာကိုမိစေတို့မြင်တွေ့ရပြီဖြစ်ပါတယ်ဒါဆိုရင်အချိန်ထပ်မဆွဲဘူးမမို့နောက်တစ်ဆင့်ထပ်ပြီးတော့အဲ့တော့ဒါလေးနဲ့မမို့စမ်းသပ်ပြမယ်အဲ့လိုစမ်းသပ်ပြရဲဆိုတဲ့အချိန်မှာ မမပထမအဦးဆုံးစမ်းသပ်ပြမယ်ဆေးရည်ရတော့ဖြေကတော့မနရယ်ဝါသားကိုအရင်စမ်းသပ်ပြပါမယ်။ဘာလို့လဲလို့ပြောရင်ဒါကကဘာသတ်မှတ်ထားတဲ့မနရယ်ဝါသားဖြစ်ပါတယ်နော်။ဒါလေးနဲ့စမ်းသပ်လိုက်လို့ဒီရည်ရမနရယ်ဝါသားဖြစ်တယ်ဆိုရင်ဒီဆေးရည် right မှန်တယ်။ဒါဆိုမမတို့တခြားရည်ရည်မမဆက်ပြီးတော့စမ်းသပ်ပြလို့ရတယ်။ Okay ။ အဲ့တော့ဒီရေကိုစမ်းသပ်လိုက်လို့ဒီရေဟာမန္တလေးဝါတာဖြစ်မဖြစ်ဘလို့သိနိုင်လဲလို့ပြောရင် तू ကအပြာရောင်ဆိုရင်တော့မဟုတ်တော့မန္တလေးမဖြစ်ဘူးပန်းရောင်ကြောက်သွားတယ်ဆိုရင်တော့ဒီရေမှာမန္တလေးပါပါတယ်မန္တလေးဆိုမဟုတ်တော့ခန္ဓာကိုယ်တွေအကျိုးဖြစ်စေတဲ့ဓာတ်တွေပြောတာပါเนาะအဲ့တော့မဟုတ်အရင်ဆုံးတစ်ဆက်ထည့်ပါမယ်ဂျီရနည်းနည်းဖြစ်ပါတယ်ဆေးရဒါကြောင့်မဟုတ်တစ်ဆက်ထည့်ပါဒါ ပန်းရောင်ပြောင်းသွားလဲဆိုတော့ဒါမရင်ပါပါတယ်ဒါဆို right ဒီရေရမှန်တယ်ဒီတိနားလဲပါသလားမေးစီလို့နားလဲတယ်အဲ့တော့ခန္ဓာကိုယ်မှာမနရယ်ချောင်းပြောတဲ့ချိန်မှာဒီနေရာမှာမမို့တခုလောက်ပြောခြင်းတယ်မမို့လို့ရခန္ဓာကိုယ်မှာအဓိကရှိတဲ့ကြွက်သားတွေကျုပ်ဖို့အတွက်ဖြစ်ပါတယ်မဂ္ဂဒီဆရာကဘာအတွက်လူလာလဲခန္ဓာကိုယ်ထဲမှာရှိတဲ့ကြွက်သားတွေစံထုတ်ဖို့ဖြစ်ပါတယ် တချို့သောခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကကျုပ်ပြီးမဆက်နိုင်ဘူးဆိုတဲ့ကိစ္စဖြစ်ဘူး။ဒါပေမဲ့မမုံတို့ရဲ့ခန္ဓာကိုယ်ထဲမှာအယံတန်ဖိုးရှိတာတော့အချိန်နဲ့အမျှကျုပ်ချီဆန့်ချီလုပ်နေတဲ့နှလုံးချီပါလေ။အဲ့ဒီနှလုံးကကျုပ်ပြီးလို့ပြန်ဆက်မထွက်လာတော့ဘူးဆိုရင်တော့မိစီပါဖြစ်သွားနိုင်တယ်။မမုံတို့အသက်အန္တရာယ်ဆိုးရိမ်ရအဆင်တီရောက်သွားနိုင်ပါလေ။ ါကြောင့်မောင်မွန်တို့ရဲ့ခန္ဓာကိုယ်မှာအရေးကြီးတဲ့မန်နရယ်လို့ပြောရင်ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်အဲ့ဒီကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်ကိုမောင်မွန်တို့အကောင်မဲ့ဆက်ထည့်ရနေပြီးတော့မှခန္ဓာကိုယ်အတွက်အကျိုးဖြစ်စေတဲ့အဲ့ဒီဓာတ်တစ်မျိုးလုံးကိုမိစေလို့အတွက်ထည့်ထားပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီဤပညာကိုအကောင်းဆုံးရှာဖွေတွေ့ရှိပြီးတော့မောင်မွန်တို့လူသားတွေအတွက်တာမန်လူတွေရောအထက်တန်းလူတွေရောဘလို့လူမျိုးမဆိုပေါက်သုံးနိုင်အောင်ထုတ်လုပ်ပေးတဲ့အကောင်မဲ့ဆုပ်ထုတ်လုပ်ပေးတဲ့ဒေါက်တာဆီလူအတွက်လည်းလက်ဖို့တန်ကြားခြင်းပါတယ်ရှင်။